ထောင်ဒဏ်၄နှစ်ထိကြာခံရနိုင်တဲ့အခွန်ရှောင်မှုကိုစပိန်တရားရုံးမှရင်ဆိုင်ဖြေရှင်းနေရတဲ့အန်ဆယ်လော်တီရီမက်တစ်တင်းရဲ့အီတလီလူမျိုးနီးပြအန်ဆယ်လော်တီဟာအခွန်ရှောင်မှုစွဲချက်ကိုစပိန်တရားရုံးတစ်ခုမှစတင်ရင်ဆိုင်ဖြေရှင်းနေရပြီးအေဘီလာနေရနဲ့မနက်ပိုင်းကတရားရုံးအတွင်းဒီမှုကိုတရားခံတူလို့ရင်ဆိုင်ကြားနာနေရတဲ့အန်ဆယ်လော်တီရဲ့ရုပ်ပုံတွေမီဒီယာတွေမှာပြန့်နှံ့လာခဲ့ပါတယ်။အသက်56နှစ်အရွယ်ရှိအန်ဆယ်လော်တီအနေနဲ့ ဒီမှုမှာတိရှိကြောင်းတွေးရှိရရင်ထောင်တန်း၄နှစ်ချီကြာခံရဖို့ရှိနေကြောင်းသိရပါတယ်။ရီယယ်မက်ဒရစ်တင်ကိုပထမချိန်ကင်ကွယ်ခဲ့စဉ်2014နဲ့2015ခုနှစ်အတွင်းအခွန်ငွေယူရိုတသန်းကိုရှောင်ရဲနိုင်မှုအတွက်အန်ဆယ်လော်တီဟာအခွန်ရုံးကိုချက်လက်အမားတွေရည်ရွယ်ချက်ရှိရှိပေးပို့ခဲ့တယ်လို့ဆွဆွဲခံထားရတာပါ။အန်ဆယ်လော်တီကသူ့အနေနဲ့အမားရင်းတစုံတရာမလုပ်ခဲ့ကြောင်းနဲ့သူ့ဘော်ဆွဲဆိုထားတဲ့ဆွဲချက်တွေကိုရင်ဆိုင်ဖြေရှင်းသွားမယ်လို့ပြောထားပါတယ်။အန်ဆယ်လော်တီကအမားရင်းမလုပ်ခဲ့ဘူးဆိုပေမဲ့2014ခုနှစ်အတွင်းကသူ့အနေနဲ့ပေးဆောင်ရမယ့်အခွန်ငွေပမာဏတစ်ထပ်ရော်ပြီးပေးဆောင်မိခဲ့ကြောင်းဝန်ခံခဲ့ပူပါတယ်။ဒါပေမဲ့ဒီလိုဖြစ်ရတာကသူ့အမားမဟုတ်ပဲ သူကစရင်းကင်တွေရမာရွံ့မှုတာဖြစ်တယ်လို့သူကဆိုခဲ့တာပါ။ဒါပြင်အန်ဆလိုတီက2015ခုနှစ်အတွင်းသူ့အနေနဲ့စပိန်နိုင်ငံမှာတတ်မှတ်ထားတဲ့ရပ်ပမာဏဖြစ်တဲ့183ရက်ပြည့်အောင်မနေထိုင်ခဲ့ကြောင်းဒါကြောင့်စပိန်အစိုးရကိုဥပဒေတတ်မှတ်ချက်အရအခွန်ပေးဆောင်မှုမလိုကြောင်း2015ခုနှစ်အတွင်းအခွန်စည်းမျဉ်းဥပဒေတွေကိုသူ့ဘက်ကချိုးဖောက်ခြင်းမရှိကြောင်းပြောခဲ့ပါတယ်။ဒါပေမဲ့အခွန်ရရှိတွေထောက်ပြခဲ့တာကအန်ဆလိုတီဟာစပိန်နိုင်ငံမှာဆက်လက်နေထိုင်ခြင်းမရှိပေမဲ့စပိန်ကလပ်ရီယယ်မက်ဒရစ်အသင်းထံကဝင်ငွေကိုဘိုင်ယန်မြူးနစ်အသင်းကိုမကင်တွယ်မီ2016ခုနှစ်အထိရရှိနေတယ်လို့ဆိုခဲ့ပါတယ်။ ဒါကြောင့်သူ့အနေနဲ့အခွန်အွေပေးဆောင်ဖို့တာဝန်ရှိတယ်လို့အခွန်အရာရှိသူကပြောကြားခဲ့ပါတယ်။သူ့ဘော်ဆွဆဲချက်တွေကိုအန်ဆလိုဒီကဒါကပုံမြင်ဟောင်းတပုတ်လိုပါပဲ။စုံစမ်းစစ်ဆေးရာရှိတွေကကျွန်တော်ဒီနိုင်ငံထဲမှာ2015ခုနှစ်အတွင်းနေထိုင်ခဲ့တယ်လို့ထင်နေတယ်။တကယ်တော့ကျွန်တော်နေထိုင်ခဲ့ခြင်းမရှိပါဘူး။ဒီမှုမှာကျွန်တော်ပေးဆောင်စရာရှိတဲ့ဒဏ်ငွေတွေကိုလည်းကျွန်တော်ပေးဆောင်ခဲ့ပြီးပါပြီ။အခုဒီမှုကိုကျွန်တော်ရှင်တွေကဆက်လက်ကင်တွယ်သွားမှာပါ။ကျွန်တော်ကတော့ကျွန်တော်မှာအပြစ်မရှိကြောင်းပဲပြောချင်ပါတယ်။ပြရသူကြီးဘလို့ဆုံးပြတ်မလဲကြည်တော်ပေါ်လို့ပြောခဲ့ပါတယ်။ဒီမှာ કે તેને અમારા જગ્યા પર